ချက်စီလေးကိုအားပေးနေကြတဲ့ကျွန်တော်ဘရသာညီကိုပြိသက်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါးချောင်းပါစီလို့ဥစ္စာပထမနှုတ်ခွန်းဆက်တာလိုက်ပါရစေ။ဒီလိုမှကျွန်တော်အနေနဲ့ဒီကနေ့မနက်ခင်းတော့ချက်စီသတင်းအကြောင်းအရာလေးတွေကိုတစူစီတဲ့စူးစီဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဆိုပရမောဇုန်တင်းဒီဘုတ်အနေနဲ့ကတော့ကျွန်တော်အတင်းရဲ့တောင်ပံကစားသမားဖြစ်သူမခလိုမူဒရစ်ပေါ့နော်ဆိုမူဒရစ်ကလက်ရှိမှာသူ့ရဲ့ case ကြောင့် suspended ဖြစ်နေတဲ့ player တယောက်ဖြစ်တယ်ဒီနေ့ထပ်မှာရှက်တာဒွန်းနဲ့ရဲ့ shape ကဘာပြောလဲဆိုရင်သူ့ရှေ့က မှတ်ချက်စကားတွေပေါ့နော်မှတ်ချက်စကားတွေထဲမှာလည်းကျွန်တော်တို့တချို့တော့ကျွန်တော်သိကျင်နေအကြောင်းအရာလေးတွေလည်းပါတယ်အဲ့ဒါတော့အထူးသဖြင့် reset ပေါ့နော် sample b ကို reset စောင့်နေတာကအခုထိကျွန်တော်တို့ဘာမှအဖြစ်မသိရသေးတဲ့ချိန်အဲသူရဲ့ CEO ကိုတိုင်ပြောတာကသူတို့လည်းလက်ရှိမှာအဲ့ဒီ reset ကိုစောင့်နေစေဖြစ်တယ်။လက်ရှိချိန်ထိတော့ဘယ်လို reset ထွက်မယ်ဆိုတာကိုသူတို့လည်းမသိဘူး။ဒီကြတာတစ်ခုကပထမဆုံးဒီကိစ္စစဖြစ်ခဲကသူ့အနေနဲ့အဲဒီမခလူမှုတွေ့ကိုဆက်သွယ်ခဲ့တယ်ပေါ့နော်။ဆက်သွယ်ခဲ့ပြီမဲ့ မူဒရစ်ကိုယ်တိုင်ကဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာ ਨੇ ပတ်သက်ပြီး तू ကိုယ်တိုင်ကိုကောင်းကောင်းမသိဘူးပြောရရင် तू ဝန်ခံထားသလိုပဲပေါ့နော် तू ဓာတ်တွေမသုံးဘူးပေါ့နော် तू ဘယ်တော့မှသုံးမိသွားတာလဲဆိုတော့ तू မသိတဲ့အနေထားမျိုးတော့ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့စဉ်းစားကြရတော့အများကြီးရှိတယ်ဗျာ तू မသိလိုက်ခင်မှာပဲ तू လောက်လိုက်မိသလားပေါ့နော်ဆိုတော့အဲ့လိုအချက်လက်တွေရှိနေတယ်အဲအဲ့လိုမ तू ရဲ့ reset နဲ့ပတ်သက်ပြီးတော့ကတော့ အကောင်းဆုံးဖြစ်ဖို့တော့မျှော်လင့်ထားတယ်ပေါ့နော်။ဆိုတော့သူကဒီလိုပဲမှတ်ချက်ပေးသွားတယ်။ဆိုတော့မူဒရစ်အနေနဲ့ကဆမ်ဘယ်ဘီရဲ့ရက်ဆက်ကိုတော့ထပ်ဆောင်ရမယ်။ခုနကကျွန်တော်တွေးသလိုမျိုးပေါ့နော်။သူကိုယ်တိုင်တော့ရွေချက်ရှိရှိသုံးဆွဲလိုက်တာမျိုးမဟုတ်ဘဲနဲ့အဲသုံးဆွဲမိမှမတိလိုက်ခင်မှာပဲသုံးဆွဲမိသွားရဆိုတဲ့အနေထားမျိုးတွေဖြစ်ကောင်းဖြစ်နိုင်နေဆိုတော့အမူးလွန်ပြီးတော့ဘာညာပေါ့ဗျာ။ဆိုတော့အဲ့လိုအနေထားမျိုးတော့ရှိတယ်။ဆိုတော့တစ်ဖက်မှာလည်း ဆက်ဆက်သတင်းပေါ့နော်အဲ့ဒါကလက်ရှိမှာမူဒရစ်ကဒီလိုဖြစ်နေတော့ချက်စီးသမတ်ကဘက်ကပ်ပလန်အနေနဲ့စဉ်းစားတယ်စဉ်းစားတဲ့နေရာမှာသူတို့ကအန်ကန်ကူကိုပဲမူဒရစ်နေရာပို့ပြီးတော့ကစားခိုင်းမလားပေါ့နော်လိုအပ်တဲ့အနေအထားမျိုးတွေကိုချင်းချိန်လိုက်တဲ့အချိန်နောက်ဆုံးချက်စီးဘုတ်အဖွဲ့ရောချက်စီးသင်းရဲ့နီးပါးပြစ်သူမာစကာကိုရိုင်းယောဂါတူညီတဲ့ဆုံးဖြတ်ချက်တစ်ခုရရှိခဲ့ပါတယ်အဲ့ဒါပါလဲဆိုတော့ tyrant job လေးပဲဖြစ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်မှာလည်းကျွန်တော်တို့အတွက်ခြေပါကိုသွေးယူပေးခဲ့တဲ့ကစားသမားလေးဖြစ်တယ်ဆိုတော့ tyrant job ကမူတွင်းရဲ့နေရာမှာဆိုလို့ရှိရင်တင့်တော်တဲ့ကစားသမားတဦးအဖြစ်အဲချက်စီတင်ရဲ့တာဝန်ရှိသူတွေဘက်ကအမှတ်ယူခဲ့တယ်နောက်ပြီးတော့ Maraska ကိုတိုင်ကလည်း tyrant job လေးရဲ့ဒီခြေစွမ်းပိုင်းနဲ့ပတ်သက်လို့ရှိရင်အန်ကန်ကူအဲ့နေရာကိုပို့ပြီးကစားတာထက်ပိုကောင်းလိမ့်မယ်လို့ယုံကြည်တဲ့အတွက်ကြောင့် tyrant job ကိုပဲ ချက်စီသင်းဘက်ကအာနီးပြဘက်ကအသုံးပြုဖို့အတွက်ရွေးချယ်ခဲ့တာဖြစ်တယ်လို့သိရသလိုဆက်လက်ပြီးတော့လည်းချက်စီသင်းရဲ့ပလန်မှာအရေးကြီးတဲ့ခန့်ကန်ကားကနေပါဝင်မဲ့ကစားသမားလေးတယောက်ဖြစ်တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ကျွန်တော်တို့ချက်စီသင်းရဲ့ trade တွေလာအောင်မယ်ဗျ။အဲ့ဒါပါလဲဆိုကျွန်တော်တို့ရဲ့ဂိုသမားနေရာအတွက်အဲဂျော်ဂျီပက်ထရိုဗစ်ပေါ့နော်။ So Petrovic ကလက်ရှိမှာ Chelsea တင်းကိုပြန်လာဖို့ရှိနေတယ်။ အထူးသဖြင့် Petrovic ရဲ့ Santos ရဲ့ကဒါ Club Walker အတွက် Chelsea တင်းတဲ့သူပါဝင်ကစားနိုင်ဖို့ကြိုးစားရမယ်ကစားသမားတွေဖြစ်တယ်လို့သတင်းတွေကထွက်တယ်။တစ်ဆက်တည်းမှာပဲအဲ Jorgensen ပေါ့နော် Philip Jorgensen ကပြန်ပြီးတော့ Strabag ကိုတွားရမယ်အနေထားမျိုးရှိတယ်လို့သိရတယ်။အဲ့ဒီနောက်က trade ဖြစ်မဲ့ပုံစံမျိုး Chelsea တင်းက Lankin ထားသလို Mike Panda အနေနဲ့လည်း Chelsea တင်းကနေအငှားပြန်ထွက်ရနိုင်တယ်လို့ဆိုထားတယ်။ ပြီးတော့ Petrovic ကို Chelsea တင်းမှာပြန်ခေါ်ထားမယ်ဆိုတော့အနေထားမျိုးပေါ့နော်ဆိုတော့တခါလေကြာရင် Chelsea တင်းရွှေ့တဲ့အကွက်တွေကကျွန်တော်တို့ကိုယ်တိုင်ကိုပဲတော်တော်လေးဟို live မြင်အောင်လုပ်ရမယ့်အနေထားမျိုးတော့ဖြစ်နေတယ်ပေါ့နော်ဆိုတော့ကြားနေရတဲ့သတင်းတွေကတော့ Petrovic က Chelsea တင်းကိုပြန်လာဖို့ရှိတယ်ဆိုတော့ပရိသတ်တွေအနေနဲ့ကလည်း Petrovic ကို Pochettino လက်အောက်မှာပြသတဲ့ခြေစွမ်းတွေ အရာတို့ကလက်စွမ်းလို့ပြောမှာပေါ့နော်ခြေစွမ်းလက်စွမ်းနေအရာပေါ့ပက်ထရိုဖစ်ကိုတော့ပို့ပြီးတော့အဲကျွန်တော်တို့စမ်းချက်ထပ်ဆိုင်လို့ရှိရင်ဖြစ်စေချင်ကြတဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဒါပေမဲ့ပရိသတ်တွေရဲ့ဆန္ဒနဲ့အဲတထက်တည်းမကြဘဲနဲ့ကျွန်တော်တို့တခြားစမ်းချက်ကပဲနံပါတ်1ကိုဒီမှာဖြစ်ဖြစ်နေခဲ့တာပါဆိုတော့ဆက်လက်ပြီးနောက်ထပ် သတင်းပုတ်အနေနဲ့တော့ကျွန်တော်တို့ရဲ့အဲလန်ဒဲလတ်ဖြစ်ပါတယ်ဆိုတော့ဒဲလတ်နဲ့ပတ်သက်ပြီးတော့မနေ့ကသတင်းတွေတော်တော်တက်တယ်တက်တဲ့အထဲမှာမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာဒဲလပ်အတွက်တော်တော်လေးကြိုးစားနေတာသိတာထင်ရှားတယ်ဒဲလပ်ဒီသူတို့ရဲ့အဓိက target တစ်ခုဖြစ်တယ်လို့တေချာလေးကြုံသွားဖို့ရှိတယ်ဗောနော်စတာယူနိုက်တက်ဘက်ကဒါပေမဲ့ကစားသမားဘက်ကကျတော့ဘယ်လိုစဉ်းစားနေလဲဆိုရင်လက်ရှိချိန်မှာသူ့အနေနဲ့ Chelsea Manchester United နှစ်သင်းအပြင်ဂျန်နဲ့သူ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေအားလုံးကိုလည်းသူက open ပေးထားတယ်ပေါ့နော်ဒါကျွန်တော်တို့ အထူးသဖြင့်ဒီနှစ်သင်းကိုတော့သူအဓိကစဉ်းစားမယ်ကျန်တဲ့အသင်းတွေနဲ့ပတ်သက်လို့ရှိရင်လည်းသူဒီလမ်းဖွင့်ဖေးထားတယ်ဒါပေမဲ့ United နဲ့ Chelsea သင်းကိုစဉ်းစားတဲ့နေရာမှာ CL ပေါ့နော် Champions League ဝင်ခွင့်နဲ့ပတ်သက်ပြီးတော့အသူအလေးထားဆုံးဖြတ်မယ်ပေါ့နော်ဆိုတော့လက်ရှိမှာတော့ United ရော Chelsea သင်းရောက Champions League နဲ့တော့တော်တော်လေးအကျိတ်နဲ့ဝင်အောင်လုပ်ရမယ်ဆိုတဲ့အနေထားမျိုးတော့ဖြစ်တယ်ကစားသမားကလည်း ဒါတခုတည်းကိုကြည့်မှာတော့မဟုတ်ပေမဲ့ဒါက physically အခြေခံကြတဲ့ထဲသွင်းစဉ်းစားမယ်အချက်တစ်ခုဖြစ်တော့ဇာသမားဘက်ကယူဆတယ်လို့ကျွန်တော်လည်းသိရတယ်ပြီးတော့ဇာသမားရဲ့ကြောင်းရွှေ့ကြီးအရာကလည်း Chelsea United ရောအတွက်ကပြဿနာမဟုတ်တဲ့အနေထားတရက်ကြောင်းမလို့ဒီဇာသမားနဲ့ပတ်သက်ပြီး Chelsea သင်းကလည်းရနိုင်မြလိုက်သွားမယ်ဒါပေမဲ့ Chelsea သင်းက Landell တယောက်သေးကိုတော့သူတို့ရဲ့ target ဖြစ်ရှိနေရတော့မဟုတ်ဘူးကြံတဲ့ တိုက်စစ်မှုပြစ်မှတ်တွေလည်းချက်စီးသွင်းရဲ့ရေဒါထဲမှာရှိနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီချက်ကိုတော့ကျွန်တော်တို့နားလည်သဘောပေါက်ထားမှာဖြစ်တယ်ဂျန်နဲ့ကစားသမားတွေချက်စီးသွင်းရဲ့ရေဒါထဲမှာရှိတယ်ဆိုတော့လက်ရှိချိန်ထိလည်းချက်စီးသွင်းကဒီကစားသမားတွေနဲ့ပတ်သက်လို့ရှိရင်လက်လျှော့တာမျိုးမရှိဘဲနဲ့ဆက်လက်ကြိုးပမ်းနေစေဖြစ်တယ်ပေါ့နော်ဒါပေမဲ့လက်တလောတော့ဒဲလပ်ရဲ့တည်င်းတွေကပဲပို့ပြီးတော့ကြည်ကြင်လောင်လောင်ထွက်ပေါ်နေတာဖြစ်တယ် နောက်ထပ်သတင်းပုဒ်ကတော့ဂျီရန်ဆန်ချိုဖြစ်ပါတယ်ဂျီရန်ဆန်ချိုနဲ့ပတ်သက်ပြီးတော့အတလက်တရဲ့ဖော်ပြချက်မှာဆိုရင်အဲချက်စီအသင်းကဂျီရန်ဆန်ချိုကို permanently ခေါ်ဖို့ကိစ္စနဲ့ပတ်သက်လို့ရှိရင်ရှေ့ကသတင်းတွေထွက်ခဲ့တယ်လို့မျိုးအရန်ကြီးခက်ခဲတဲ့အထားမျိုးမှာမရှိဘူးအဲ United နဲ့သူတို့အငှားစာချုပ်ချုပ်ဆိုကလေးကိုကထည့်သွင်းထားတဲ့အချက်လက်တွေအရာကကြောက်ရွှေ့ကြီးတွေအပိသက်ခေါ်ယူရေးတွေကချက်စီအသင်းအတွက် major case တစ်ခုမဟုတ်ဘူးဒါပေမဲ့ချက်စီအသင်းဘက်က ယရန်ဆန်ချိုကို permanently ခေါ်ယူမယ်မခေါ်ယူဘူးဆိုတာကိုတော့လူရည် transfer window ရောက်တဲ့အထိမစင်းစားခြင်းသေးဘူးမဆုံးဖြတ်ခြင်းသေးဘူးလို့ athletic ကတော့ဖော်ပြရတယ်။လက်ရှိမှာစားသမားနဲ့ Chelsea တင်ကြားကောင်းမွန်တဲ့ဆက်ဆံရေးရှိသလိုအဲစောကြီးတဲ့ကလည်းချုပ်ဆိုထားတဲ့အချက်လက်တွေရဆိုလို့ရှိရင် Chelsea တင်က Chancho နဲ့ပတ်သက်ပြီးဘာမှတိတ်ပြီး quiet တက်မဲ့အနေထားမျိုးမှာမရှိဘူးလို့ကျွန်တော်နေသိရတာပဲဖြစ်ပါတယ်။ဆိုတော့ဒါက ဒီနွေရာသီ transfer window ရောက်တော့မှပဲချက်စီသင်းဘလို့အကွက်ရွှေ့မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပါ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့အချစ်တော်ကြီး Enzo Maresca ဖြစ်ပါတယ်။ဆိုတော့ Maresca အနေနဲ့အဲကျွန်တော် Ipswich ကိုတည်ကြခဲ့တဲ့ပွဲစဉ်မှာတော်တော်လေးဒါကစားသမားတွေကို အလတ်လောက်ထားတာရှိတယ်။နောက်ပြီးတော့သူကိုယ်တိုင်လည်းချက်စီသင်းကိုသူ drive လုပ်တဲ့နေရာမှာလိုအပ်ချက်ချို့ရှိနေတဲ့အပေါ်စိုးရင်သိရှိတယ်လို့လည်းတချို့သောသူနဲ့နှိစက်တဲ့သူတွေစီကနေ သတင်းကြားရတယ်ဗောနော်ဒါပေမဲ့လက်ရှိချိန်ထိ Chelsea အသင်းဘက်ကတော့ Maresca ရဲ့နီးပြားထိုင်ကုန်နဲ့ပတ်သက်လို့ရှိရင်အာမခံချက် ပေးထားဆဲဖြစ်တယ်လို့ဘာမှလည်းထွေထူးလုပ်ဖို့အတွက်စဉ်းစားထားတာမျိုးမရှိသေးဘူးလို့သိရပြီး Maresca ကိုပဲသူတို့ယုံကြည်စွာဆက်လက်ပုံဩထားဆဲဖြစ်တယ်ဒါပေမဲ့ဒီ Champions League ဝင်ခွင့်နဲ့ပတ်သက်လာခဲ့မယ်ဆိုလို့ရှိရင်တော့ အပြန်ဟိုအရန်ကြီးတီးခတ်မှာမဟုတ်တဲ့ညာမျိုးဖြစ်ကြောင်းသိရပါတယ်လို့တင်ဆက်ရင်ဒီကနေ့တော့တင်ဆက်မှုလေးတို့ဒီလောက်နဲ့ပဲရနာအဆုံးသတ်ခွင့်ပြုပါအားလုံးပဲ see you next video ပါခင်ဗျာ